ါးတွေပါသွားတယ်အစံသိန်း9000ရဲ့အမေရဲ့မှတ်ပုံတင်ရဲ့ဖုန်းတစ်လုံးရဲ့တော်တော်စောင့်ရှောက်ရှိတယ်မိန်းမပဲလို့ဒီနေ့ကျွန်တော်တို့အတူတူလေးလာထုံးသက်ကြည့်ဖို့ကတော့အာတော်တော်လေးစိတ်မကောင်းစရာဖြစ်ရမှန်းတစ်ခုပါလူမှုကူညီရေးအကြောင်းပြပြီးတော့ဗောလေမတန်ဆွမ်းမင်းကလေးတူဦးစီကနေ PC တွေလိမ်လည်ခိုးယူထားတဲ့အဖြစ်ဖြစ်ပါကျွန်တော်တို့စီမှာဒီအဖြစ်ဖြစ်နဲ့ပတ်သက်တဲ့ဗီဒီယိုမှတ်တမ်းတစ်ခုရောအချင်းချုပ်တဲ့ရင်တစ်ခုပါရထားပါတယ်ဆိုတော့ ဒီနေ့ဒီအကြောင်းအရာကိုပဲအဓိကချပြီးတော့အဲလက်ဖျားမှုကဘလို့ဖြစ်သွားတယ်လဲဘလို့နီးလက်နေတုံးသွားလဲနောက်ဆက်တွဲပါလိဖြစ်ချင်သေးတယ်ဆိုတော့ကိုဆွေးနွေးကြည့်ကြအောင်ပေါ့အလူးလုံးမဲဆိုပြီးယိုကြည့်အောင်နေအိမ်ထဲအထိဝင်လာပြီးမှခိုးသွားတဲ့ပုံစံဆိုတော့တော်တော်လေးခံစားရတဲ့ကိစ္စပါဟုတ်ပါတယ်ရှင်တကယ်ကိုစိတ်မကောင်းစရာပါဒီဖြစ်ရမှကြောက်တော့လीဟိုအလူးလုံးချင်တဲ့စိတ်ကိုအလွဲသုံးစားလုပ်ပြီးတော့ယုံကြည်မှုကိုဘလို့တိဆောက်သွားလဲ ပြီးတော့အားနည်းသူအပေါ်မှာဘလို့အခွင့်ကောင်းယူသွားလဲဆိုတာကိုအဓိကလေ့လာစရာဖြစ်နေတာပေါ့အဲယင်းနှစ်ယောက်နေပြာယုံကြည်အောင်လုပ်ပြီးမှအလစ်တုပ်သွားတဲ့ပုံစံကတကယ်တတိထားမယ့်အချက်တီကိုမိမောင်းထူးပြနေတယ်လို့ပါပဲอืมဖြစ်စဉ်ကိုပြန်ကြည့်ရရင်အဲတန်တရားရှိသူမျိုးတမီကအရင်တစ်ခါကသူစန့်လှဖို့ပြောခဲ့ဘူးတဲ့ဆိုပြီးတော့အင်ကိုရောက်လာလားအဲ့အချိန်မှာအင်မာကမတန်ဆွမ်းမင်းကလေးနဲ့သူ့ကိုစန့်ရှော့တဲ့ဆီယာမပဲရှိနေချင်းပေါ့ဟုတ်ကဲ့အဲ့ဒီအရင်ကပြောခဲ့ဘူးတဲ့ဆိုတဲ့အချက်လေးကိုအသုံးဖြပြီး အိမ်ထဲဝင်ဖို့လမ်းစားရှာလိုက်တာအိမ်ထဲရောက်တော့လဲချက်ချင်းပဲခင်းမင်အောင်ပေါင်းတင်းဆက်ဆံပြီးစကားတွေပြောအင်းအိမ်ထဲမှာတနာတွေလောက်တော့အတူတူချိန်ဖြုံးခဲ့တယ်ဆိုတော့လေအိမ်ရှင်တွေဘက်ကလည်းအော်အလူရှင်ပဲဟာဆိုပြီးယုံကြည်မှုတစ်ဖက်ပြေးဝင်သောပုံရတယ်ပေါ့နော်ဟုတ်တယ်အဲ့လိုတနာတွေလောက်တော့နေတယ်ဆိုတော့တော်တော်လေးယုံကြည်သွားမှာပဲပြီးတော့မှသူကမင်္ဂလေးတက်ဝတ်စားဝယ်လာတယ်ပြောပြီးတော့ဝတ်ကြည့်ဖို့အတင်းအခန်းနဲ့ခေါ်သွားကြတယ် ဗီဒီယိုထဲမှာပြန်ပြောပြထားတာကအတင်းအခန်းတဲ့ကိုလာတယ်ဆိုအဝတ်စားလဲမယ်ဆိုပြီးအတင်းအခန်းတဲ့ကိုခေါ်တာအတင်းဆိုပြီးတော့လေအတင်းဆိုတဲ့စကားလုံးကိုတုံးထားတာတွေ့ရတယ်။အေးအဲ့ဒီမှာနေနေထူးခြားနေပြီအတင်းခေါ်တယ်ဆိုတာကအခန်းတဲ့ရောက်တော့ပိုဆိုးသွားတယ်။မင်းကလေးကိုဖျားစင်ပဲလဲခိုင်းပြီးတော့အဝတ်လဲခိုင်းခဲ့တယ်တဲ့။အဲ့ဒီအချိန်မင်းကအဝတ်လဲနေတော့ကိုဘက်ကိုနောင်ကျော်ပေးထားတဲ့ချိန်ကိုအခွင့်ကောင်းယူပြီးတော့ဟိုအဝတ်တင်တော့မှတိန်းထားတဲ့ပိတ်ဆံတိန်းခွနဲ့တောင်းရယ်မိခင်ရဲ့မပုံတင်ကပြရတယ်ပြီးတော့ဖုန်းတစ်လုံးရဲ့ကိုကမန်းကတန်ခိုးယူသွားခဲ့တာ။ အဖေမပုံတင်ကတော့အမြန်ယူရင်းနဲ့ကြံခဲ့တယ်လို့ဆိုပါတယ်ဆိုတော့တော်တော်လေးအချင်းကိုက်လို့သွားတာဟုတ်ပါအဲ့လိုအဝိလေခိုင်းနောက်ကျော်ပြေးခိုင်းပြီးခိုးတယ်ဆိုတာကတော့တော်တော်ကြိုတင်ကြံစီထားပုံပဲပြီးတော့ပိုပြီးအံ့ဩဖို့ကောင်းတာကခိုးပြီးပြီးချင်းချက်ချင်းထွက်မတွားသေးဘူးအဝိလေပြီးပြန်ထွက်လာတော့ခဏလောက်စကားထိုင်ပြောနေသေးတယ်ဆိုပဲပြီးမှဖုံးလာချင်းအောင်ဆောင်ပြီးတော့ ပိုက်ဆံလွဲเสียရှိတယ်ဆိုတဲ့ကြောင်းပြချက်နဲ့အပြင်ခဏထွက်သွားပြီအဲ့တိုင်ပဲပျောက်ခွာတော့တာอืมအဲ့ဒါကပူပြီးတဘာဝကြောင်တန်တရာမူရင်လုံးထွက်တဲ့သဘောပဲချက်ချင်းကြီးထွက်သွားရင်ဒီမျိုးထင်မှာဆိုးလို့နေမှာပေါ့အဆုံးမှာတော့ပိုက်ဆံ3000မိခင်ရဲ့မှတ်ပုံတွေနဲ့ဖုန်းတစ်လုံးပါသွားတာအတိပြုနိုင်ခဲ့တယ်သူတို့ပုံတော့ရလိုက်တယ်ဒါပေမဲ့ဘသူပဲဝါဆိုတာတော့မသိသေးဘူးလို့ဆိုပါတယ်ဒီဖြစ်ရဲ့အထက်လက်ကွက်ကတော့အစားကလေးကပြောခဲ့တယ်လို့ပဲဆန်လူချင်းနဲ့ဆိုတဲ့အလူဒါနာခုံးစင်တက်ပြီးတော့ ဂျုံကြည်မှုရအောင်အသုံးချသွားတာပါပဲဟုတ်ပါတယ်ဒီတော့ဒီနေ့ကျွန်တော်တို့ရနိုင်တဲ့အရေးကြီးဆုံးသတိပိတ်ချက်ထားတော့ online ကပဲဖြစ်ဖြစ်လူကလည်းပဲဖြစ်ဖြစ်ပေါ့လေအကူအညီပေးမယ်လူမယ်တမ်းမယ်ပြောလာသူတိုင်းကိုသတိထားဖို့ပဲအထူးသဖြင့်အိမ်တဲကိုလူစိမ်းတွေကိုအလွယ်တကူမခေါ်သွင်းဖို့လိုအကြောင်းတကထပ်လောင်းသတိပေးနေတယ်လို့ပဲဟိုမတမ်းပဲပြောတာတလို့ပဲလေလူစိမ်းကလူစိမ်းဘယ်သူမှယုံလို့မရဘူးဆိုတဲ့ချက်ကတကယ်မသားစရာပါ အဲဖျက်ကိုပြောပြောတဲ့သူကကျူးလွန်သူကိုလည်းပြင်းပြင်းထန်ထန်တရီပြထားတာတွေ့ရတယ်။ဘယ်ထိပြင်းမလဲမလွန်နိုင်ဘူး။မိကားမှာတောင်းပန်လို့ဘယ်သူမှမကျင်တတ်ဘူးဆိုပြီးပြောထားတာကဟိုပြမှုကျူးလွန်ပြီးမှနောင်တတဲ့အပိုးပွဲဆိုတာမျိုးပေါ့။ဟုတ်ကဲ့အဲ့ဒီတရီပြချက်တွေကမှန်ပါလေ။ဒါပေတဖက်မှာလည်းတကယ်စေတနာမနဲ့ကုနီချင်တဲ့သူတွေလှူချင်တဲ့သူတွေလည်းရှိနေတာဆိုတော့လေ။တကယ်အကူအညီလိုအပ်နေတဲ့သူတွေတကဒီလိုဖြစ်ရတဲ့ကြောင့်စေတနာရှင်အစ်စ်တွေကိုပါတန်ရက်ဝင်သွားမှမျိုးလဲစိုးရင်ရတယ်ပေါ့။ 음ဆိုတော့တတိထားမှုနဲ့ပွင့်လင်းမှုကြောင့်ဟန်ချစ်ညီဖိုးကလည်းစဉ်လာစရာတကူဖြစ်လာပြန်ရောဒါပေမဲ့ဒီဖြစ်ရက်ကတော့လူတွေရဲ့ကရုဏာစိတ်၊ကူညီလိုစိတ်ကိုဖြစ်မှထားပြီးအလွဲသုံးစားလုပ်ခဲ့နီလန်တွေကဘလို့ဒီဆူဆူရောဖြစ်နေသွေးလဲဆိုတာကိုတော့ထပ်ပြီးတက်တယ်ပြနေတာပါပဲဟုတ်ကဲ့ဒါကတော့အကူအညီပေးမယ်ဆိုတဲ့ကတိစကားပေါ်ကယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးတော့ အားနေသူစီကနေတံပိုးရှိတဲ့ပစ္စည်းတွေကိုလင်းလေခိုးယူသွားတဲ့စိတ်မချမ်းမြေစရာဖြစ်ရတဲ့ခုပေါ်မှာကျွန်တော်တို့ရဲ့အတူတကွလေ့လာသုံးသပ်မှုလေးဖြစ်ပါတယ်လူကိုယ်တိုင်းဒိုင်ရိုက်မိနစ်ချင်းဆိုင်လာပြီးလက်ဖျားသွားတဲ့ပုံစံမို့လဲ ဒီလိုမျိုးယုံကြည်မှုနဲ့စေတနာကိုအလွဲသုံးစားတဲ့နီလန်းတွေက online လိုမျိုးကြားကနေပဲတည်းမှာတော့ဘလို့ပုံစံမျိုးတွေနဲ့ဆက်ဖြစ်လာနိုင်အောင်မလဲဥပမာ online ကနေအလူငွေလိန်လေကောက်ခန္ဓာမျိုးတွေဒါမှမဟုတ်တကယ်မလို့အပ်ပဲအကူညီတောင်းခံမှုအတုအဖြူလုပ်ထားမှုတွေပေါ့အဲ့လိုအခြေအနေတွေမှာတော့အစ်စ်အမဟုတ်မဟုတ်ဘလို့ခွဲခြားနိုင်မလဲဟဲ့ဖျားမှုမြက်အရေးအယောင်တွေကိုစောစောစီစီသိနိုင်ဖို့ ဘလို့အချက်တွေကိုတတိပြုသိမလဲဆိုတာကတော့အင်းကျွန်တော်တို့အားလုံးဆက်ပြီးစဉ်းစားဆင်ခြင်သွားရမယ့်အချက်တစ်ခုဖြစ်ပါလိမ့်ရှင်